မင်္ဂလာပါစီရီဖို့ရွာနေပြန်လည်ကြိုဆိုပါရီဒီနေ့တင်ဆက်မယ့်ဇာကားကတော့2006ခုနှစ်မှာရိုက်ကူးထုတ်လုပ်ခဲ့တဲ့ Silent Hill ဇာကားဖြစ်ပါရီဒီဇာကားဟာ2012ခုနှစ်ကထွက်ရှိခဲ့တဲ့ Silent Hill Revelation ဇာကားရဲ့ပထမအတွဲဖြစ်ပြီးတော့တည်ထည့်ရင်မှုဇာကားတစ်ခုဖြစ်ပါရီဒီဇာကားဟာ IMDb rating မှာဆိုရင်လေ7.5ထိရထားတယ်ဟော်ရာကြိုက်တဲ့ပရိသတ်တွေအတွက်ကတော့ဇာကားကောင်းတစ်ခုလိုပဲဆိုရမှာပါအစင်းသင်းဖြစ်ပြီးဆိုရင်တော့ကျွန်တော်ရဲ့ recap လေးကိုစတင်လိုက်ကြရအောင်ပါကျွန်တော်ကတော့ season 10ဆက်သူမင်းတွေပဲဖြစ်ပါရီခင်ဗျာ ရှရွန်ဟာကြောက်ကဘာဆွမ်းမရက်နေပါရင်သူမဟာနှက်ဆိုင်လုံးနဲ့ကြောက်ကဘာကြီးကိုငေးကြည့်နေပါရင်အဲဒီကနေတခြားကောင်မလေးတစ်ယောက်ကလည်းသူ့ကိုပြုံးပြီးတော့ကြည့်နေပါရင်ရှရွန်ဟာ silent hand နဲ့ပတ်သက်ပြီးတော့ email ဆိုရီရှိခဲ့ပါရင်အဲဒီ email ဆိုရီရဲ့ညင်ပန်းနှိမ့်ဆက်မှုတွေအကြောင်းပဲရှရွန်ဟာအန်ဝေါ်စရာကောင်းတဲ့အဖြစ်တွေဖြစ်လာခဲ့ပါရင်ရှရွန်ဟာကြောက်ကဘာကနေခုံချဖို့ကြံစီနေပါရင်သူမရဲ့မွေးစားမိဘတွေကကယ်ဆယ်ဖို့ပြီးလာပါရင်ရှရွန်ရဲ့ပါဇက်ဖျားကနေအိမ်မန်ဆိုရီအကြောင်းကိုထပ်တလေးလေးပြောပါရင်အမန်တရားကိုထုတ်ဖော်ဖို့အတွက် ရှာရိုရဲ့မွေးစားမိခင်ရော့စ်ကအဲ့ဒီ silent hill ကိုသွားဖို့ဆုံးဖြတ်လိုက်ပါတယ်။သူမဟာခင်မွန်းဖြစ်သူခရစ်စတိုဖာကိုလည်းအဲ့ဒီအကြောင်းကိုမပြောခဲ့ပါဘူး။ဒီချိန်မှာပဲဒူးဆန်တဲ့အရာတွေဆက်တိုက်ဖြစ်လာပါတယ်။ရော့စ်တယောက်တွေ့ရှိလိုက်တာကတော့ရှာရွန်ဆွဲခဲ့သမျှပကြီလက်ရည်ဟာကြောက်စရာကောင်းတဲ့ရုပ်ပြတစ်ခုလိုတီးကြရှိနေတယ်ဆိုတာပါ။ဒီမြင်ကွင်းကတော့အမျိုးသမီးရဲ့အားရှိစီဘီဖြစ်ပါတယ်။သူဟာရော့စ်တိုကားကိုရက်တက်ပြီးတော့အချင်းကြီးကိုမင်းနေပါတယ်။ရှာရွန်ကတော့လူစိမ့်နေနဲ့စကားမပြောပါဘူး။ရဲရားရှိစီဘီဟာဘာမှမတတ်နိုင်တော့ပဲ။ ကားလိုက်စင်နံပါတ်ကိုစာရွက်မှရေးလိုက်ပါရီပြီးတော့အဲ့ဒီကားနောက်ကိုတိတိလေးနောက်ရောက်ခံလိုက်လာခဲ့ပါရီ Silent Hill ကိုဥတီနေတဲ့လမ်းမှာကားရဲ့တခြင်းသာဟာယူရီရဲ့ဆိုသလိုပဲနားမခံနိုင်အောင်ဆူညံလာခဲ့ပြီးတော့ရှယ်ရွန်ကသူမရဲ့နားတွေကိုပိတ်ထားပါရီ Rose ကလည်းကားကိုအာရုံမဆိုင်နိုင်ဖြစ်နေတဲ့အချိန်မှာပဲကောင်မလေးတယောက်ကလမ်းဖြတ်ကူးနေပါရီဒါအောင်မင်းတို့ Rose ကကားစီရတိုင်းကိုဆွဲချလိုက်ပြီးတော့လမ်းမေးခြံစည်းရိုးကိုဝင်တိုက်မိပြီးတတိလက်သွားခဲ့ပါရီ Christopher ဇနီးနဲ့သမီးကိုလိုက်ရှာခဲ့ပေမဲ့မတွေ့ပါဘူးဒီတော့တဖြည်းဖြည်းနဲ့စိတ်တူလာခဲ့ပါ रे သူ့ရဲ့ကွန်ပျူတာထဲမှာတော့ Rose က Silent Hill ကိုသွားပြီးလမ်းကြောင်းရှာဖွေထားတာကိုတွေ့လိုက်ပါ रे သူ့ရဲ့မျိုးသမီးဟာဒီကိုသွားမယ်ဆိုတာတက်အက်တည်သွားခဲ့ပါ रे Silent Hill ဆိုတော့အမေရိကမှာတော့အစိုးဆုံးမကောင်းဆိုးဝါးတွေပျော်ဆင်ရနေရပါလွန်ခဲ့တဲ့နှစ်တော်တော်ကြာကြာကကျမျိုးလိုမိကူးဆက်ပြီးတော့လောင်ကျွမ်းခဲ့ပါ रे မျိုးနေလူလူအကုန်ဒီပါတည်ဆုံးခဲ့ပြီးတော့လက်ရှိအချိန်ထိမြေအောင်မှာကူးဆက်လောင်ကျွမ်းနေတဲ့မိဟာမငြိမ့်သေးပါဘူးဒီတော့ပြင်းထန်တဲ့အပူကြောင့်တာမန်လူတွေမနေကြတော့ပါဘူး တခြားတစ်ဖက်မှာတော့ Rose ကသတိလေးနေရာကနေနိုးလာခဲ့ပါတယ်။ဒီခါမှာတော့တမီးဖြစ်သူ Sharon ကမရှိတော့ပါဘူး။သူမက Sharon ကိုတကြောကြောအော်ခေါ်ပြီးတော့ရှာပါတယ်။သူမတကယ်ရောက်သွားတာကနှင်းနေထူသေးစွာကြာနေရစီပါ။ Rose ကသူမရဲ့မျက်နှာပေါ်ကြာလာတဲ့နှင်းနေကိုလက်နဲ့တွေ့ကြည့်ပါတယ်။ဒါပေမဲ့တကယ်တော့နှင်းမွေးနေမဟုတ်ပဲပြာမုံနေဖြစ်နေတယ်ဆိုတာကိုသိလိုက်ရပါတယ်။လမ်းမမှာရှိတဲ့လမ်းညွန်ဆိုင်မိုးတွေကိုဖက်ကြည့်တော့ဆိုင်လင်ဟေးကိုရောက်နေပြီဆိုတာကိုသိလိုက်ရပါတယ်။ Rose က Sharon ကိုအသေးအံရှာနေခဲ့ပြီးတော့တနည်းအားမှာတော့ Sharon တို့ထင်ရတဲ့လူတယောက်ရဲ့နောက်ကျောကိုမြင်လိုက်ပါတယ်။ သူမအဲဒီနောက်ကိုလိုက်ရင်းနဲ့အောက်ကိုဆင်းရတဲ့အလွန်ကြီးမြောက်တဲ့လေကားတစ်ခုစီကိုရောက်သွားပါတယ်။အဲဒီချိန်မှာပဲတတိပေးတန်လိုထွက်ပေါ်လာပြီးတော့ကောင်းကင်တစ်ခုလိုအမင်းအောင်တန်းလာခဲ့ပါတယ်။ရူဆာမင်းချစ်ကိုထုတ်ချက်လိုက်ပြီးတော့ရှရွန်ကိုတွိလိုတွိညာဆက်ပြီးတော့ရှာပါတယ်။အောက်ခြေကိုရောက်လေအခြေအနေကပို့ပြီးတော့ဆိုးလာလေဖြစ်ပါတယ်။အဲဒီမှာသူမဟာမကောင်းဆိုးဝါးတွေကိုတွိလိုက်ပြီးတော့သူမစီကိုချီကက်လာနေကြပါတယ်။ရူဆာအတန်ကိုအော်ဟစ်ပြီးတော့တတိလစ်သွားခဲ့ပါတယ်။သူမအိယာကနိုးတဲ့ချိန်မှာတော့သူမဟာမီဂူရီဖုံးလန်းနေတဲ့နေရာစီကိုပြန်ရောက်နေပါပြီ။ရူဆာခြေကုံတော့ထွက်ပြေးနေခဲ့ပြီးတော့ သူမရွေးချယ်ထားတဲ့လမ်းကကြောက်ကဘာစီကိုဥတီနေပါရင်သူမကြောက်ကဘာကိုငုံကြည့်နေတဲ့အချိန်မှာပဲလူစိမ်းမျိုးသမီးတစ်ယောက်ကရောက်လာခဲ့ပါရင်သူမကလည်းရိုးစ်လိုပဲသမီးပြောက်ကိုလိုက်ရှာနေတာလို့ဆိုပါရင်ရိုးစ်ကလည်းလေမာဆွဲထားတဲ့ရှာရွန်ရဲ့တပ်ပုံကိုထုတ်ပြပြီးတော့ဒီကောင်မလေးကိုတွေ့သလားလို့မေးပါရင်ဒါပေမဲ့လူစိမ်းမျိုးသမီးကရှာရွန်ဟာသူ့သမီးအရင်ဖြစ်ကြောင်းပြောလို့ရိုးစ်တုံလုံးသွားပါရင်ရိုးစာအဲ့ဒီမျိုးသမီးကိုတွန်းထုတ်လိုက်ပြီးတော့ထွက်ပြေးလာခဲ့ပါရင်ရိုးစာသူမရဲ့ကားကိုရှာတွေ့တော့ခင်မွန်းခရစ်စတိုဖာစီကိုမက်ဆေ့ပို့လိုက်ပါရင်မက်ဆေ့မှာတော့ ။သူမဟာ silent ဟဲမှာပြေးမိနေပါတယ်တဲ့။အဲဒီနောက်မှာတော့သူမဟာရှရွန်ဆွဲခဲ့တဲ့ပကြီးတွေကိုထုတ်ယူလိုက်ပါတယ်။အဲဒီမှာအကြောင်းတစ်ခုအကြောင်းညွှန်းထားပြီးတော့သူမကအဲဒီအကြောင်းမှာရှရွန်နဲ့ပတ်သက်တဲ့ဒေလွန်စာတစ်ခုခုရနိုင်မယ်လို့တွေးလိုက်ပါတယ်။ရိုးစာကာဆက်နိုးနေတဲ့အချိန်မှာပဲရေးရရှိ CB ရောက်လာခဲ့ပြီးတော့ရိုးစာရှရွန်ကိုပြန်ပြီးဆွဲသွားတယ်လို့ထင်နေတာကြောင့်လက်ထိတ်ခတ်ပြီးတော့ရေးစကန်ကိုခေါ်သွားပါတယ်။ silent ဟဲကိုသွားတဲ့လမ်းမှာတော့ကြောက်ကဘာကြီးဖြစ်နေလို့သူတို့လမ်းသိရှာဖို့လိုပါတယ်။အဲဒီအချိန်မှာပဲမိစ္ဆာကြီးတစ်ကောင်ကပေါ်လာခဲ့ပါတယ်။ ရေးရရှိကအဲ့ဒီတရဝါကြီးကိုတနနေ့ပြစ်နေတဲ့အချိန်မှာပဲရုစ်ကထွက်ပြေးလာခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲခစ္စတိုဖာကလည်းရုစ်ရဲ့မက်ဆီကိုလက်ခံရရှိခဲ့ပြီးတော့ဆိုင်းလင်ဟေးစီကို ကားနဲ့ထွက်လာခဲ့ပါတယ်။ဒါမှမဟုတ်ဆိုင်းလင်ဟေးဝင်ပေါ်မှာပဲရေးဒီကတားဆီးထားပါတယ်။သူတို့တော်တော်ဆွေးနွေးနေခဲ့ပြီးတော့ရေးဒီကသူ့ရဲ့ဇနီးနဲ့တမီးကိုကူပြီးရှာဖို့သဘောတူခဲ့ပါတယ်။တကယ်သူတို့ဆိုင်းလင်ဟေးစီကိုရောက်တော့မြင်းဝင်းကရုရဲ့မက်ဆီထဲမှာဖော်ပြထားတာနဲ့တခြားစီဖြစ်နေပါတယ်။ရေးရရှိကသူဟာ လွန်ခဲ့တဲ့နှစ်30ကဒီမျိုးမီးလောင်မှုမှာတအူးသေးသောအသက်ရှင်ကျန်ရည်သူလို့ပြောပါရီခရစ်စတိုဘာနဲ့ရဲရကြီးတို့ဟာရော့စ်တို့သားမီးကို ရှာမတွေ့ပါဘူးအခြားတစ်ဖက်မှာတော့ရော့စ်ဟာရှယ်ရွန်ရေးထားတဲ့ပကြီးတွေကတိုင်းလွန်စားအတိုင်းလိုက်နေပါရီနောက်ဆုံးမှာတော့အကြောင်းကိုရောက်လာခဲ့ပါရီသူမဟာဒီအကြောင်းကိုငကိုရေကရောက်ဖူးတဲ့အချိန်မှာတန်းဝင်လာခဲ့ပြီးတော့အကြောင်းကြီးချိုကန်းအထိကိုရောက်လာပါရီအဲ့ဒီမှာမကောင်းဆိုးဝါးတကောင်ရဲ့အတန်ကိုကြားလိုက်ရပြီးတော့သူမဟာအခန်းတိုင်းကိုအသေးသေးရှာဖွေပါရီနောက်ဆုံးခန်းကိုရောက်တဲ့အချိန်မှာသူမတွေ့လိုက်ရတာကအလောင်းတစ်ခုကိုတွေ့လိုက်ပြီးတော့ နိုင်ငံမော်ကမြားပုံစံကအလောင်းပစက်ကိုညွှန်ပြထားလို့သူမကပစက်သေးကိုနှိုက်လိုက်ပါတယ်။ပစက်သေးကနေပြာရောင်အရာဝတ္ထုတစ်ခုထွက်လာခဲ့ပါတယ်။အဲ့ဒီမှာပဲထူးဆန်းတဲ့အတန်ကြီးကြားလာရလို့သူမလေးထွက်ပြေးလာခဲ့ပါတယ်။သူမတကားဝါကိုရောက်တော့အတန်တစ်ခုထက်ပြီးတော့ကြားရပြန်ပါတယ်။အဲ့ဒီချိန်မှာပဲအမောင်နှုကဆလာခဲ့ပြီးတော့နိုင်ငံကြီးရီချိုးကန်းကြီးကွဲအပ်ပြူကြလာပါတယ်။တန်ချင်းညိုးကြီးပြတ်ထွက်တဲ့အတန်ကိုလည်းကြားနေရပြီးတော့ခုနလေးတင်းကအသက်မဲ့နေတဲ့လောင်းဟာလေးအသက်ပြောင်းဝင်လာခဲ့ပါတယ်။ရိုးစာအန်ဝတ်ထိတ်လန့်နေပါပြီ။ရိုးစာပြင်းလွှိုင်းနဲ့နောက်ဆုံးလေးပြူကြပြီးတော့ငိုကြွေးပါတယ်။ ။သူမကလက်လျှော့အရှုံးပေးခြင်းနေပါပြီ။အဲဒီချိန်မှာပဲသူမကိုလိုက်ရှာနေတဲ့ရဲမေစီဘီရောက်လာပြီးတော့ရုဆိုခန်းတစ်ခုရဲ့ကိုအမြန်ခေါ်သွားခဲ့ပါရီ။ဘသူမမဝင်နိုင်အောင်တကားကိုတန်ချောင်းနဲ့ကန်လန်ပိတ်လိုက်ပြီးတော့အဲဒီချိန်မှာတန်ချောင်းနဲ့အတူအပြင်ကနေချစ်နေတဲ့အတန်တစ်ခုကိုကြားရပြန်ပါရီ။သူတို့တီတီငင်ငင်မဖြစ်ခင်မှာပဲမီတာ20ရှိတဲ့ဓာတ်တစ်ချောင်းဟာတကားကိုထိုးခွဲပြီးတော့ဝင်ရောက်လာခဲ့ပါရီ။ရုဆနဲ့စီဘီလေနေရာကနေထွက်ပြေးဖို့ကြံနေတဲ့အချိန်မှာမကောင်းဆိုးဝါးကတကားကိုဖွင့်နိုင်သွားခဲ့ပါရီ။ဒါပေမဲ့ချက်ချင်းဆိုသလိုပဲ အလင်းရောင်နေပြန်ရောက်လာကအရာရာကဘာမှမဖြစ်ခဲ့သလိုပုံစံမျိုးပြန်ပြီးတော့ဖြစ်သွားပါတယ်။နေရောက်သားဘာကူမှမယုံကြည်နိုင်သေးပါဘူး။ရိုဇာခုနကအလောင်းကောင်တွေကနှုတ်ယူထားတဲ့အပြာရောင်အရာဝတ္ထုကိုထုတ်ပေးလိုက်ပါတယ်။အဲဒီမှာဟိုတယ်တလုံးရဲ့နာမည်ပါပြီးတော့ရိုဇာသူ့သမီးရှရွန်ဟာအဲဒီဟိုတယ်မှာရှိနေနိုင်တယ်လို့တွေးပါတယ်။ဒီလိုနဲ့နေရောက်သားဟိုတယ်စီကိုရောက်လာခဲ့ကြပြီးတော့တေးလွန်စာရီရှာကြပါတယ်။ကြည်ရတာဒီနေရာမှာရိုးရာပွဲတော်တစ်ခုခုဆင်နွှဲခဲ့ပုံရပါတယ်။သူတို့ OODD ကြည့်နေတဲ့အချိန်မှာပဲမြို့သမီးတယောက်ပြေးထွက်လာခဲ့ပြီးတော့မကြမီမှာကက်ဆိုးကြီးကြတော့မယ်လို့អော်ပြီးတော့ပြောပါတယ်။ရုစနဲ့စီဘေးတို့ဟာဖះចောင်းအတွင်းကိုရောရောင်ပြေးလိုက်လာခဲ့ပြီးတော့အဲ့ဒီမှာအတန်တွေကထက်မှန်ကြားရပြန်ပါတယ်။ဟုတ်ပါတယ်။တတိပေးတဲ့အတန်တွေကဒီနေရာကနေထွက်နေတာဖြစ်ပါတယ်။ဖះចောင်းဟာတခုခုဖြစ်တော့မယ့်အတိုင်းသိနေပါတယ်။ UDF ဆိုသလိုပဲသတိကန်ကောင်းတဲ့မကောင်းဆိုးဝါးရောက်လာခဲ့ပြီးတော့လက်တစ်ဖက်မှာလည်းအမျိုးသမီးတယောက်ကိုဖမ်းဆီးခေါ်ဆောင်လာပါတယ်။အဲ့နောက်လက်ထဲကအမျိုးသမီးကိုတတ်ပစ်လိုက်ပါတယ်သူတို့ဖျားเจ้าနှင်းကိုဝင်လာတော့အပြာရောင်ဝိစုံနဲ့အမျိုးသမီးကိုမြင်လိုက်ရပြီးတော့ သူမကဒီနေမြေမှာတော့ဩဇာအကြီးဆုံးသီလရှင်တယောက်ဖြစ်ပြီးတော့အမိမာဘယ်လာဖြစ်ပါရင်ဘယ်လာကရို့စ်ကိုတမီးကိုကယ်ခြင်းမကောင်းဆိုးရည်ကြီးဆိုးရနေမြေကိုသွားပြီးတော့သူတို့ကိုရဲရဲတင်းတင်းရင်ဆိုင်ရမယ်လို့ပြောပါရီပထမတော့ရို့စ်ကတုံဆိုင်နေပေမဲ့တမီးဘေးကင်းမှုအတွက်ဖြစ်တာကြောင့်သွားမယ်ဆိုပြီးတော့သဘောတူလိုက်ပါရီအိမ်တော်ကဘယ်လာကသူမကိုဆေးရုံစီခေါ်ဆောင် သွားပြီးတော့မကောင်းဆိုးရအခန်း151ရဲ့အမြောက်ခမ်းမှပုံအောင်နေတယ်လို့ဆိုပါရီရိုးစာတလီကားတွေကိုဝင်လိုက်တာနဲ့ဘေလာကရှရွန်ရဲ့တပ်ပုံလေဆွဲကိုကြည့်ပြီးတော့ထူးဆန်းတဲ့ကားတွေရွတ်ပါရီ အဲ့ဒီမှာပဲရုံရင်းစံခက်ဖြစ်သွားခဲ့ပြီးတော့စီဘေးကရုစုကာဝေးလိုက်နေတာကြောင့်ဒက်လီကားတွေကိုအောင်မြင်စွာနဲ့ရောက်သွားပါတယ်။ဒါပေမဲ့စီဘေးကကြင်ရင်ခက်ပါတယ်။ရုစာကော်ရီဒါဇုံးတိလမ်းလျှောက်ဝင်လာခဲ့ပြီးတော့ယူဒီရဲ့ပဲသူနာပြူတရေမာတွေပေါ်လာခဲ့ပါတယ်။သူတို့ကခုမှနိုထာလဟန်ရှိပြီးတော့ရုစီကိုတဖြည်းဖြည်းလျှောက်လာကြပါတယ်။ကံကောင်းစွာပဲရုစကသူ့မှာပါလာတဲ့လန်လီတက်မီနဲ့ထိုးလိုက်တော့သူတို့ကိုအာယုံလွဲတယ်လို့ဖြစ်သွားလို့တမီကိုထားရစ်ပြီးတော့ထွက်ပြေးလာခဲ့ပါတယ်။အဲ့ဒီလိုပြင်းလွှိုင်းနေပဲအခန်း151ကိုရှာဖွေရမှာတကားတစ်ချက်ကိုတွန်းမွှင့်လိုက်တာနဲ့ အလင်းသားနေဝင်ရောက်လာခဲ့ပြီးတော့ကလေးမလေးတစ်ယောက်ပေါ်လာပါတယ်။သူမကရိုးစစ်ဘယ်သူမှမသိတဲ့လူဝဲချက်ကိုပြောပြပါတယ်။လွန်ခဲ့တဲ့နှစ်30လောက်ကအဲလဆာဆိုတဲ့ကလေးမလေးကိုအเจ้าကတငယ်ချင်းတွေကဆုံးမဆိုပြီးတော့လောင်ပြောင်ခဲ့ပါတယ်။အเจ้าကတော့အဲလဆာမှာဖခင်မရှိတဲ့အတွက်သူမကိုမကောင်းဆိုးဝါးတဲ့ကောင်ရဲ့တမီးလို့ချိုးနှိမ်လောင်ပြောင်ကြတာပါ။အဲဒီနောက်အဲလဆာဟာသူမကိုလောင်ပြောင်တဲ့အတန်ဒီမကြားဖို့အတွက်တန်းစင်ခန်းထဲမှာပုန်နေခဲ့ပါတယ်။အဲဒီမှာနာဘူးတဲ့ကောင်ရဲ့လိမ်မိုင်းစော်ကားမှုကိုခံလိုက်ရပြီးတော့ဒါကိုသိတဲ့ဘေလာက အလဲစာဟာမတန့်စင်တဲ့ကိုခန္ဓာကိုပိုင်ဆိုင်ထားတယ်လို့ယုံကြည်လိုက်ပါတယ်ဒီတော့သူမဟာလူအများကိုစုဝေးစီပြီးတော့ပြစ်ကိုစီးကျုပ်ဖို့ခေါ်လာခဲ့ပါတယ်သူတို့ဟာအလဲစာကိုလောက်ဘွားကတိုင်မှာချီတောင်ပြီးတော့အရှင်လန်းလန်းမီးရှို့ဖို့ပါဒါပေမဲ့ယုဒီရဲ့တန်ကြိုးတွေပြတ်သွားခဲ့ပြီးတော့တံမီဖို့ကိုမောက်ချလိုက်တယ်လို့ဖြစ်သွားစီပါတယ်ဒီကနေမြေအောင်ကြောင့်မီးသွေးမိုင်းတွေဟာမီးစတင်လောင်ကျွမ်းသွားပါတယ်အဲ့ဒီကလေးကမြေအောင်မီးတွေဟာမြေပေါ်အိမ်နေထိကူးဆက်ခဲ့ကဆိုင်လန့်ဟဲကလည်းတည်တဲ့သူတွေကိုကောင်းကင်ဘုံကိုပို့ဖို့အတွက်စီးကျောတန့်စင်ပေးရနေရဖြစ်လာခဲ့ပါတယ် အဲ့ဒီကလေးကလောင်နေခဲ့တဲ့မြေအောင်မီကအခုတထိမငြိမ်းသေးပါဘူး။အလက်ဆာကလည်း Silent Hill ရဲ့အကြမ်းတမ်းဆုံးသရေမှကြီးဖြစ်လာခဲ့ပါလေ။အလက်ဆာရဲ့ကျဉ်ကျဉ်နေကျင်နာမှုတွေဟာကလေးတယောက်ကိုမွေးဖွားစေခဲ့ပြီးတော့အဲ့ဒီကလေးကိုမိဘမိတ်ခင်အားစီကိုသွားပို့ခဲ့ပါလေ။အဲ့ဒီကလေးက Shadow ဖြစ်လာခဲ့ပါလေ။ Shadow ကို Rose နဲ့ Kimono ကမွေးစားခဲ့ပြီးတော့အလက်ဆာက Rose ကိုဒီနေရာထိခေါ်လာရခြင်းကသူမရဲ့ခန္ဓာကိုယ်ကိုလက်စားချတဲ့နေရာမှာအသုံးချဖို့ပါ။ဒါကလေးသမီးကိုကယ်ဖို့တခုတည်းသောနီလန်းဖြစ်ပါလေ။အဲ့နောက်မှာတော့အလက်ဆာဟာ Rose ကိုဝင်ပူလိုက်ပါလေ။ဖျားเจ้าနဲ့မှာတော့ရက်ဆက်ရုံမာတဲ့ဖေလာက ရေးရာရှိစီပီကိုမီရှိုတက်လိုက်ပါရီနောက်ထဲမီရှိုတက်မဲ့သူကတော့အဖမ်းခံထားရရှရွန်ဖြစ်ပါရီရိုးစ်ဘုရားကျောင်းလေးကိုဝင်လာတော့သူမကအဖြစ်မှန်တွေကိုပြောပြခဲ့ပါရီဒါပေမဲ့အုံနောက်တစ်ဖက်ပိတ်တယ်မို့သူမပြောတဲ့စကားတွေကိုဘယ်သူမှမယုံကြပါဘူးဘေလာဟာချက်ချင်းပဲဓမြောင်နဲ့ရိုးစ်ရဲ့ပခုံးလေးကိုထိုးသွင်းလိုက်ပါရီသူရီဟာကျမ်းမြင့်မော်ထီကြားလာခဲ့ပြီးတော့တကယ်တော့အဲ့ဒါကအလယ်ဆောင်ကိုဘုရားကျောင်းလေးဝင်မှုနီလန်တစ်ခုဖြစ်စေခဲ့တာပါအနည်းနည်းကခံခဲ့ရတဲ့လက်စားချေပွဲကြီးကဆပါပြီအလဆာရဲ့စွမ်းအားပြင်းတဲ့တိုက်ခိုက်မှုကြောင့်ဘေလာဟု တန်ဇူးပါရင်ွယ်ရှင်တွေကခြိနှောင်လိုက်ပါတယ်ရိုးစာဒီအခွင့်အရေးကိုလက်လွတ်မခံမင်းနဲ့တမီလီကိုကယ်တင်ပါတယ်ဂျန်နန်နဲ့အလယ်စာရဲ့တိုက်ခိုက်မှုတွေဟာသူမဘလောက်အညိုကြီးချောင်းမြင်သာစေပါတယ်နောက်ဆုံးတော့သူမဟာဘေလာနဲ့တဖွဲ့လုံးကိုအောင်မြင်စွာနဲ့လက်စားချီလိုက်နိုင်ပါတယ်ကောင်းကင်ကပုံမှန်အတိုင်းပဲကြည်ကျင်းလင်းလင်းဖြစ်လာခဲ့ပြီးတော့ရိုးစာတမီကိုခေါ်ကဖျားချောင်းပြင်ကိုထွက်လာခဲ့ပါတယ်ကာဟာလာယာလန်တိုင်းပဲမူလနေထိုင်ရာမျိုးစီကိုပြောင်းအောင်လာပါတယ်ဒီနေရာမှာပတ်ဝန်းကျင်ကအမျိုးကိုတွေကတော့အုံဆိုင်နေစေပဲဖြစ်ပါတယ်အဲ့ဒီချိန်မှာပဲခရစ်စတိုဘာဟာ ရုစတို့ပြန်ရောက်လာပြီဆိုပြီးတော့တကားကိုဖွင့်လိုက်ပါတယ်။တကယ်တော့သူကရုစနဲ့ရှယ်ရွန်တို့ကိုမတွေ့ရပါဘူး။တကယ်တော့ရှယ်ရွန်နဲ့ရုစတို့ဟာ Silent Hill မှာတသက်လုံးကျင်ရင်းနေရမယ့်သဘောပါ။အဲဒီနောက်မှာတော့ရှယ်ရွန်ရဲ့မျက်လုံးထဲမှာ ထူးဆန်းတဲ့အမူအရာကိုမြင်တွေ့လိုက်ပြီးတော့တဘောကတော့ဒီထက်ပိုဆိုးတဲ့အိမ်မက်ဆိုးတွေထက်လာအောင်မယ်ဆိုတဲ့သင်္ကေတပဲဖြစ်ပါတယ်။ဟုတ်ကဲ့ပါဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့တရားဥချင်းစီတိုင်းကိုကျေးဇူးထူးပဲတင်ရှိပါတယ်။နောက်ထပ်မှာလည်းဒီလိုစိတ်ဝင်စားကြကောင်းတဲ့ဇာတ်ကားတွေကိုတင်ဆက်ပေးဦးမှာဖြစ်လို့မပြတ်မကွက်ဆောင်မြော်ကြည့်ရှုကြဖို့လည်းတောင်းဆိုချင်ပါတယ်။ရုပ်ရှင်ဇာတ်ကားကောင်းတွေကိုစဉ်ဆက်မပြတ် recap တင်ဆက်ပေးမှာဖြစ်လို့ကျွန်တော်ရဲ့ City for You Channel လေးကို Like and Subscribe လုပ်ထားပေးကြပါဦးခင်ဗျာ။အားပေးကြတဲ့ပရိသတ်များလည်းစိတ်ကြီးကျမ်းမာခြင်း ကိုဤချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေလို့ City for UI တော်သားတွေကဆုတောင်းပေးလိုက်ပါရင်အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတူပဲတင်ရှိပါရခင်ဗျာ